အမေကြည့်ပါဦးအရှိကနေချစ်စရာကောင်းတဲ့ခွေးလေးကလမ်းလျှောက်လာနေရဲ့အဲ့ဒီခွေးလေးကဝဝစာကလေးမလေးနဲ့မိနီစာကလေးမတို့စီကိုရောက်လာတော့တယ်။ဘာဖြစ်လို့လဲချစ်စရာကောင်းတဲ့ခွေးလေးကြီးချစ်ရတာဗိုက်စာနေရဖြစ်မယ်။အမေဒီခွေးလေးကိုသမီးတို့ရဲ့ကိတ်လေးကျွေးလိုက်မယ်နော်။သူဗိုက်စာတာတက်တာသွားလိမ့်မယ်။အဲ့ဒီနောက်မှာမိနီကသူ့ရဲ့ကိတ်ကလေးကိုခွေးလေးကိုကျွေးလိုက်တော့တယ်။ခွေးလေးကလည်းအပါတရားနဲ့စားလိုက်တော့တာပေါ့။တွေ့လားအမေသမီးပြောသားပဲဒီခွေးလေးကဗိုက်စာနေတာ။ ဲ့အားကြောင့်တမီးရဲ့ကိတ်တွေအားလုံးကိုစားလိုက်တာကဲပါသွားရအောင်တမီးရေတမီးကကိတ်ကျွေးလို့လည်းပြီးသွားပြီမဟုတ်လားအိမ်ပြန်ကြမယ်လေဒီမှာရာသီဥတုလည်းအရန်ကိုပူလေဘဝစာကလေးမနဲ့မီနီစာကလေးမတို့ကထွက်သွားတဲ့အချိန်မှာနောက်ကနေခွေးလေးရလေတကောက်ကောက်လိုက်လာတော့တာပေါ့အမေကြည့်ပါဦးခွေးလေးကတမီးတို့နောက်ကိုတကောက်ကောက်လိုက်လာတယ်အိမ်ရောက်တဲ့အထိပါလိုက်လာမလားမသိဘူးနော် ဟုတ်တယ်ဘဝကသူတို့လေးတွေကစကားမပြောတတ်တဲ့တရိတ်ဆန်လေးတွေလေ သူတို့ကိုနည်းနည်းလောက်ချစ်ပေးလိုက်တာနဲ့တစ္ဆာရှိသွားကြတာအဲ့ခွေးလေးကမိနီစာကလေးမရဲ့အိမ်ကိုရောက်လာတော့တယ်အဲ့ဒီနောက်မှာတော့မိနီစာကလေးမလေးကခွေးလေးနဲ့အတူဘောလုံးကစားနေတော့တာပေါ့နေကအရန်ကိုချစ်ဖို့ကောင်းတဲ့ခွေးလေးပဲငါနေကိုအရန်သဘောကျတာပဲငါနဲ့တငယ်ချင်းလုံမလားဟင်ဟုတ်ပါပေါ့ငါနေနဲ့တေချာဘောက်ကိုတငယ်ချင်းလုံပါပေါ့ငါလည်းနေကိုအရန်သဘောကျမိပါတယ်ဝါမမေကြည့်ပါဦးဒီခွေးလေးကတမီးတို့လိုပဲစကားပြောတတ်တယ်အရင်အောင်ချစ်ဖို့ကောင်းတဲ့ခွေးလေးပဲနင့်ကဘသူကစကားပြောတတ်အောင်သင်မိခဲ့ရလဲ နေရတော့တော်ရဲကိုတယောက်ထည့်ရောက်လာတာမဟုတ်လားနေရမိသားစုတွေရောဘမလဲကျွန်တော်မှမိသားစုမှမရှိတာကျွန်တော်တယောက်ထည့်ပဲရှိတာကျွန်တော်မှအရင်သခင်ရှိပေမဲ့သူ့ကိုကြီးကန်းအားစားလိုက်တယ်လေကျွန်တော်လည်းအရင်ကဝမ်းနေသွားပြီးတော့ဒီတော့ကိုရောက်လာခဲ့တာနောက်တော့အားလုံးနဲ့တွေ့ပင်ရခဲ့တာပေါ့အဲ့ဒီချိန်မှာကျက်တူရေးလေးကလည်းခွေးလေးကိုတွေ့ပြီးတော့ရောက်လာတော့တယ်ဘာလဲဟိုကနင်ခွေးမွေးလိုက်တာလား မဟုတ်ပါဘူးကျက်တူရေးရမိနေကခွေးလေးကိုလေကိတ်ကျွေးလိုက်တာအဲ့ဒါနဲ့ပဲခွေးလေးကနောက်ကနေတကောက်ကောက်လိုက်လာပြီးတော့အိမ်ုံရောက်လာတာခွေးလေးကအယံကိုပြောနေရအခုဆိုရင် ခွေးလေးကမိနီနဲ့တော့တကယ်ချင်းဖြစ်သွားပြီ။အင်းနောက်တော့လေတိလာကြက်တူကြီးဒီခွေးလေးကငါတို့လိုစကားလေးပြောတတ်တယ်။ဝါဒီခွေးလေးကတကယ်ကိုချစ်ဖို့ကောင်းတာပဲ။ပြီးတော့စကားလေးပြောတတ်သေးတယ်ပေါ့လေ။ဟုတ်တာပေါ့ကြက်တူကြီး။ဒါပေမဲ့ငါတို့ကဘာလို့သူ့ကိုခွေးလေးခွေးလေးလို့ပဲခေါ်နေရတာလဲ။သူ့ကိုနာမည်ပေးလိုက်ရင်ကောင်းမလား။ ဒါဆိုဒီနေ့ကစပြီးတော့သူ့ရဲ့နာမည်ကတိုမီပဲငါတို့အားလုံးသူ့ကိုချစ်စနိုးနဲ့တိုမီတိုမီလို့ခေါ်ကြမယ်လေတိုမီလေးကအရင်အချုပ်ဖို့ကောင်းတာပေါ့တော်ရဲကျင်းငတ်တိုင်းရလဲတိုမီကိုသဘောကျတော့တယ်ကျင်းငတ်တိုင်းနဲ့လဲတငယ်ချင်းဖြစ်သွားပြီးတော့အားလုံးကသူ့ကိုချစ်စနိုးနဲ့တိုမီတိုမီလို့ခေါ်ကြတော့တယ်ဒီမှာကြည့်တိုမီငါနေ့အတွက်ဘာယူလာလဲဆိုတာမလိုင်လုံးယူလာတယ်နင်ကမလိုင်လုံးကိုစားရတာအရင်ကြိုက်တယ်မဟုတ်လားအကုန်လုံးကောင်အောင်စားလိုက်အားလုံးနင်းအတွက်ယူလာခဲ့တာ မလိုင်လုံးကသူ့ရဲ့ favorite ဖြစ်တာကြောင့်မလိုင်လုံးနဲ့အကုန်လုံးကိုအောင်စားလိုက်ပါတော့တယ်။သွားရအောင်လေကိုကလူတော်မီနဲ့အတူတူသွားဆော့ကြမယ်။ချင်းကလေးအားလုံးကသူနဲ့ဆော့နေကြတာ။ဒါပေမဲ့ရှင်းကြတော့သူ့ရဲ့အနားတော်မသွားဘူး။တင်းနေကိုအမှန်တိုင်းပြောရရင်လေကိုကခွေးရဆိုရင်တအားကြောက်တာ။သိရလား။ကိုရဲ့ဦးလေးရဲ့အငယ်ဆုံးမောင်လေးခွေးတစ်ခါမှကိုက်လိုက်တာ။အခုတော့အဲ့ဒီတယောက်ကသဘောဝါလုံးယူသွားပြီးတော့ရှောက်သွားနေတော့တာ။ အိုးကိုကလူကလည်းကျမတို့ရဲ့တိုမီကတော်ရိုင်းခွေမှမဟုတ်တာကျမတို့ကိုကြိုက်အောင်တော်ရအောင်လားကျမနဲ့အတူတူလိုက်ခဲ့လေတိုမီနဲ့အတူသွားဆော့ကြမယ်ကိုပြောပြီးသွားပြီမဟုတ်ဘူးလားတင်နေကိုအဲ့ဒီကိုမသွားချင်ဘူးမင်းကမင်းသွားပြီးတော့သူနဲ့သွားဆော့အဲ့ဒီနောက်မှာတော့တင်တင်ကြီးကမလီကဘောလုံးကိုယူပြီးတော့တော်မီနဲ့ဆော့ဖို့အတွက်သွားလိုက်တော့တယ်။နောက်တော့ပြပြွှွှွှွှွှင်နဲ့တော်မီနဲ့အတူဘောလုံးကစားလိုက်တော့တယ်။တော်ရဲကကျင်းငက်တွေအားလုံးကတော်မီကိုအရန်ကယူဆိုင်ကြတာပေါ့ နေ့တိုင်းစားစရာတွေလည်းယူပေးခဲ့ကြတယ်။အဲ့ဒီအပြင်တတော်လုံးကိုလည်းလိုက်လံပြသတော့တာပေါ့။ဒါပေမဲ့တကယ်မှာတော့ကျင်းငက်ကသူ့အပေါ်ထားတဲ့ဂယုဆိုင်မှုကိုကြည့်ပြီးတော့တိုမီကဝမ်းနဲ့သွားရင်းနဲ့စဉ်းစားမိသွားတော့တယ်။ငါ့ရဲ့ခွေးလေးရဲ့မီထူးပင်ရဲ့တောတွေကိုသွားလိုက်။အဲ့ဒီတောထဲမှာအရန်ကိုချမ်းသာတဲ့ကျင်းငက်တွေနေတယ်လို့ငါကြားဘူးတယ်။သူတို့ရဲ့သတင်းတွေအားလုံးငါ့ဆီကိုယူလာခဲ့။ဟာကျွန်တော်ဒီအလုပ်ကိုမလုပ်နိုင်ဘူး။လိန်ပြောပြီးတော့တည်င်းခိုးတာကမကောင်းတဲ့အလုပ်ပဲလေ ကျွန်တော်ကဘယ်တော့မှမကောင်းတဲ့အလုပ်ကိုလုပ်မှာမဟုတ်ဘူး။နေပါပြောလိုက်တယ်။နင်ကငါတို့ရဲ့စကားကိုနားမထောင်ဘူးပေါ့လေ။ခဏနေအောင်ကြည့်ရတာနင်တို့ဒီနေ့တော့ဘိုက်ပြေအောင်ကျွမ်းပါရတော့မယ်နဲ့တူတယ်။အဲ့ဒီနောက်မှာတော့တခိုးစည်းကွက်တွေကခွေးလေးကိုဒုံနဲ့ရိုက်နှက်တော့တာပေါ့။ငါရိုက်တာကိုထပ်ပြီးတော့မခံချင်တော့ဘူးဆိုလို့ရှင်မီထူပီရင်တော့တော့ခုချက်ချင်းသွားတော့ပြီးကြလို့ရှင်အဲ့ဒီကသတင်းတွေအားလုံးငါတို့ကိုလာပြောပြ။ကျင်းငယ်တကောင်ချင်းစီရဲ့သတင်းကိုငါလိုချင်တယ်။ ဘယ်ကျဲကစီမှာပစံဘလောက်ရွှေတွေဘလောက်ရှိရယ်ဆိုတာကလည်းအစငါအကုန်လုံးပဲသိချင်တယ်။တခင်ရဲ့တခင်ကျွန်တော်အခုပဲအဲ့တော်တဲ့ကိုသွားပါမယ်။ပြီးရင်တင်းတင်းအားလုံးကိုလည်းရှူလာခဲ့ပါမယ်။ငါမကောင်းတဲ့ရွယ်ချန်နဲ့ဒီလိုလာခဲ့ပေမဲ့ကျင်းငက်တွေအပေါ်တော့တစ္ဆာမဖောက်နိုင်ဘူး။တစ်ဖက်မှာတော့ငါရဲ့တခင်တွေကငါ့ကိုနေတိုင်းဆိုင်နဲ့ပြီးတော့တရက်မှာတော့အစာတစ်နှစ်တောင်မှန်အောင်ကျွေးရမဟုတ်ဘူး။ဒီမှာတော့တော်ရရငတ်တွေအားလုံးကငါဒီကိုရောက်လာကြတဲ့အခုချိန်ထိအချစ်တွေပဲပေးခဲ့တာ။ဘာတွေပဲဖြစ်လာပါစေကွာ။ တီတော်ရဲ့ကျင်းငတ်တွေကိုငါဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူး။ရစ်တွေလည်းတော်တော်ကြာနေပြီ။အခုချိန်ထိငါတို့ခွေးကတည်မရှိလာပေးသေးဘူး။အင်းကြည်ရတာခွေးကအဲ့ဒီကျင်းငတ်တွေနဲ့တငယ်ချင်းဖြစ်နေပြီထင်တယ်။ငါတို့ကိုယ်တိုင်ပဲအဲ့ဒီတော့သွားပြီးတော့သွားတောင်းချမ်းကြမယ်။အဲ့ဒီမှာရှိတဲ့ကျင်းငတ်တွေအားလုံးရဲ့စီးစိမ်တွေကိုလည်းအားလုံးလူယူကြမယ်။အဲ့ဒီနောက်မှာတော့တခိုးစည်းကွက်နှစ်ကောင်လုံးကမီထိုးပီရင်ရဲ့တောထဲကိုခိုးဝင်လာခဲ့တော့တယ်။ကျင်းငတ်တွေရဲ့အိမ်ဒီထဲကိုဝင်ပြီးတော့ခိုးယူတော့တာပေါ့တယောက်ယောက်ကယ်ကြပါဦး တခိုးဝင်လာလို့ကဲကြပါအောင်ဟိတ်စည်းကွက်ဒီလက်ဝတ်တစားရဲ့အားလုံးကငါ့ရဲ့မိန်းမရဲ့ဟာတွေမင်းဖေရဲ့ရွှေတွေမဟုတ်ဘူးဒီတိုင်းယူသွားခွင့်ပေးရအောင်လို့ပစက်ပိတ်ပြီးတော့ငငယ်လေးထိုင်နေလိုက်မဟုတ်ရင်ဒုံးနဲ့ခေါင်းဝဲအောင်ရိုက်ထုတ်မှာနော်ဒေါ်လုံးမှာရှိရဲ့ကျင်းငက်တွေအားလုံးကကြောက်နေနေကြတော့တာပေါ့တခိုးနှခေါင်ဖြစ်တဲ့ဈေးကွက်တွေကတော့ဝမ်းသာစွာနဲ့ခိုးယူနေကြတော့တယ်ငါကဘာအတွက်ကြောင့်ရက်ကြည့်နေရမှာလဲကျင်းငက်တွေကငါ့အပေါ်မှာချစ်ချင်းမြစ်တာတွေအများကြီးပုံလိုက်ပေးခဲ့တာအခုငါ့ရဲ့အလှဲ့ပဲ ငါရဲ့တစ္ဆာရှိမှုကိုဖော်ပြရမယ့်အချိန်ရောက်လာပြီ။တခိုးစည်းကွက်တွေကဘာမလို့လဲ။ငါအခုသူတို့ကိုဘယ်လိုလုပ်ပြမလဲဆိုတာကြည့်နေလိုက်။စည်းကွက်တခိုးနှစ်ကောင်ကတော့ကျင်းကတည်းကနေပစ္စည်းတွေအများကြီးကိုခိုးယူခဲ့တော့တာပေါ့။အဲဒီနောက်မှာတော့သူတို့ကအိမ်ပြန်မှုလုပ်နေတဲ့အချိန်တုံမီကအဲ့ဒီနေရာကိုရောက်လာတော့တယ်။ဒီကနေလက်ဗလာနဲ့သွားလိုက်တော့မဟုတ်ရင်တော့ကိုက်ပြီးတော့ထရန်ရအောင်လှုပ်လိုက်မှာနော်။တုံမီကအယောင်ဒေါသထွက်နေတော့တာပေါ့။အဲ့ဒါကြောင့်မလို့သူတို့နှစ်ယောက်လုံးကိုတိုက်ခိုက်လိုက်တော့တယ်။ အဲ့နောက်မှာတော့သူတို့နှစ်ယောက်လုံးရဲဆက်စွာနဲ့ကြိုက်လိုက်တော့တယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးကတုံမိကြောက်ဒဏ်ရသွားတော့တယ်။လက်ပလာနဲ့ထွက်သွားလိုက်ကြပါတော့တယ်။အာချင်းငယ်တို့တုံမိကငါတို့ရဲ့ပစ္စည်းတွေကိုအဲ့တခိုးတွေဆီကနေပြန်ယူပေးခဲ့တယ်။အဲ့တခိုးတွေကိုလည်းသင်္ကန်းစာပေးလိုက်သေးတယ်။နောက်ဆုံးမှာတော့တုံမိကသူ့ရဲ့တစ္ဆာရှိမှုကိုဖော်ပြသွားနိုင်ခဲ့တော့တယ်။အဲ့နောက်မှာတော့တုံမိလေးကအမြဲတမ်းအတွက်အဲ့တော့မှပဲချင်းငယ်လေးတွေနဲ့အတူနေထိုင်သွားပါတော့တယ်။ ချီရတဲ့ငွေကြေးတို့ရဲ့ဒီပုံမြင်လေးကိုသဘောကျတယ်ဆိုရင်ဒီဗီဒီယိုလေးကို like လုပ်ပေးခဲ့ကြပါဦးနော်နောက်တော့ဒီလိုမျိုးပုံမြင်လေးတွေကိုနားထောင်မှုအတွက် channel ကိုလည်း subscribe လုပ်သွားကြပါဦးနော်အာဒီတော့ထဲမှာမိုးကဘယ်လိုလုပ်ပြီးတော့လာရွာနေရတာလဲငါတို့ရဲ့တောအုပ်ကိုတော့မိုးရွာလို့ထားခဲ့တာလေအခုတော့မိုးကဒီမှာလဲရွာနေရပဲအဲ့လိုနဲ့ညက်တေကမိုးရွာလို့ဆိုပြီးတော့အဲ့ဒီတောအုပ်ကိုလာခဲ့ပါတယ် တငယ်ချင်းတို့ဒီတောင်းမှာနှစ်တိုင်းနေပြင်းမုန်တိုင်းတွေတိုက်နေရှိရဲ။ညရဲ့စေးเจ้าနေရာလဲနေရာတိုင်းမှာဝူးရှိရဲ။မြက်တွေအားလုံးပြန်သွားဖို့လုပ်တဲ့အချိန်ညရဲ့စေးတွေလက်ပြီးတော့မိုးတွေတဲထန်စွာရာသွန်းနေပါရဲ့။ကောင်းမြင်မှာလဲညရဲ့စေးတွေတတော်လျှက်နေပါရဲ့။မြက်တွေကလည်းတောင်းအနှံ့ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်လုံနေကြပါရဲ့။မြစ်တစင်းရဲ့ချင်းနှောင်းတစ်ခုထဲမှာကြက်တူရဲလေးတဲသေးလေးတစ်ကောင်ရှိနေပါရဲ့။သူကအကူအညီတွေလှမ်းတောင်းနေပါရဲ့။ဟိုမှာကြည့်ပါဦး။အရှိတချင်းနှောင်းလေးထဲမှာတစ်ခုခုရှိနေရဲ့ထင်တယ်။ အတန်ပေးပြီးတော့အကူညီတောင်းနေတယ်။နင်တို့အမြန်သွားပြီးတော့သူ့ကိုကူညီလိုက်ပါအောင်။ကာလူကမိုးချိတ်တဲ့အတန်ကြောင့်မလို့လက်ပြီးတော့ပြန်ပြေးသွားပါတော့တယ်။ဝဝစာကလေးမကပြန်ပြီးတော့မျက်နှာကိုရောက်လာပါတယ်။မြစ်ထဲကနေတောင်းကိုမှပြီးတော့အဲ့ဒီနေရာကနေပြန်သွားလိုက်ပါတယ်။ခလေးနင်ဘယ်လိုလဲ။ဘာလို့မြစ်ထဲကတောင်းထဲမှာရှိနေရတာလဲ။ဒါကိုကြားပြီးတော့ချက်တူရေးလေးကငိုသွားပါတယ်။ကလေးဘာလို့ငိုသွားရတာလဲ။အေးပါအေးပါဘာမှမမေးတော့ပါဘူး။ ။ဟိုကအန်ဒီတမီးရောဒုက္ခအိုးတဲ့ကိုကြသွားရတာပါ။ဘာလို့လဲဆိုတော့တမီးကတမဲစက်တူရဲတကောင်မဟုတ်ပါဘူး။ကျောက်ထဲကစက်တူရဲမင်းသမီးပါ။ကျောက်ထဲကမင်းသမီးဟုတ်လား။တမီးအကုန်ပြောပြပါမယ်။အစားကနေအဆုံးအကုန်ပြောပြပါမယ်။ပရိုလို့ခေါ်တဲ့တောအုပ်ထဲမှာတမီးတို့ရဲ့နန်းဆောင်ရှိတယ်။တောအုပ်ထဲမှာရှိတဲ့ငှက်တွေကလည်းတမီးရဲ့အဖေကိုယုံကြည်ကြရယ်လေ။အဲ့လိုနဲ့ပဲတရက်မှာတော့တိတ်ငှက်ကတမီးတို့ရဲ့နန်းဆောင်ကိုလာပြီးတော့တိုက်ခိုက်ခဲ့တယ်။ သမီးတို့ရဲ့စစ်တီရဲမတ်တီကိုလည်းဖမ်းလိုက်တယ်အခုတော့မင်းနန်းပေါ်ကနေစင်းတော့မင်းရဲ့နန်းဆောင်ကငါအုပ်ဆိုးမယ်ဒီမှာတိုင်ငတ်ငါရှိနေသူရဲ့မင်းငါနန်းကိုမယူနိုင်ပါဘူးဘီရင်ကဂျားကိုထုတ်လိုက်ပါတယ်တခြားတိုင်ငတ်တကောင်ကလည်းဘီရင်ကိုတိုက်ခိုက်လိုက်ပါတယ်ဘီရင်ကိုထန်ရန်ရအောင်လှုပ်လိုက်ပါတယ်အဖေအဖေသမီးရဲ့အဖေကိုလှစ်ပေးပါ သမီးအဖေကိုလှစ်ပေးပါ သမီးတော်မကြောက်ပါနဲ့ဘာမှမဖြစ်ဘူးသမီးတော်အဖေကိုထားပြီးတော့ဒီကနေထွက်ပြေးပါတော့တရားရောက်ရဲ့အကူအညီကိုယူပြီးတော့ပြန်လာခဲ့ပါဒီနန်းဆောင်ရဲ့ဘီရင်မနေရမှာသမီးပဲလောက်ရမှာဒါကြောင့်မလို့ဒီနန်းဆောင်ကနေသမီးကိုလိုအပ်တယ်ဘီရင်ရဲ့စကားကိုနားထောင်ပြီးတော့မင်းသမီးကနန်းဆောင်ထဲကနေအသက်လုံအောင်ထွက်ပြေးသွားပါတယ်မင်းရဲ့မင်းသမီးကငကြောက်လို့ပဲ तू ကဘယ်လိုလုပ်ပြီးတော့ဒီနန်းကိုအုပ်ဆိုးနိုင်မှာလဲအခုတော့မင်းရှုံးသွားပြီ ဒါပါပဲအဲ့လိုနဲ့တိုင်းကတည်းကတမီးတို့ရဲ့နန်းကိုရှူသွားခဲ့တယ်။တမီးရဲ့အဖေကိုနန်းတော်ကနေမောင်းထုတ်လိုက်တယ်။သိလားအနီစာကလေးရုပ်ပါတဲ့တိုင်းကတည်းကငှက်တွေကိုအရမ်းနိုင်ကျင့်တယ်။ဟုတ်လားဒါဆိုရင်တတော်ရုပ်ပါတဲ့တိုင်းကပါလား။တိုင်းကတည်းကနန်းဆောင်ကိုအုပ်ဆိုးလိုက်ပြီးဆိုတော့တမီးရဲ့အဖေဗမာရှိနေလဲတမီးလည်းမသိတော့ဘူး။ဘယ်ကိုဆက်သွားပြီးတော့ဘယ်ကိုဆက်သွားမလဲလည်းမသိတော့ဘူး။ တမီးကတော့လွမြအောင်နီလာနဲ့တုံးပြီးတော့ဒီလိုရောက်လာခဲ့တာဒါပေမဲ့အဖေကဘာမှရှိနေလဲမသိတော့ဘူးတမီးစိတ်မပူပါနဲ့အခုငတ်တရားတမီးကိုတေချာဘောက်ကူညီပေးမှာပါမိုးရက်သွားရင်ငတ်တွေအားလုံးကိုဒီအကြောင်းပြပြမယ်ရက်နဲ့နဲ့ကြတော့မိုးတိတ်သွားပါတယ်အဲ့ဒီအခါဝဝစာကလေးမကအကျတူရဲမင်းသမီးကိုခေါ်ပြီးတော့ငတ်တွေစီကိုသွားပါတယ်ကိစ္စအားလုံးလည်းပြောလိုက်ပါတယ်อืมဒီရောက်มาတဲ့တိတ်ငတ်ကတော်တော်ဆိုးပါလား အဲ့ဒီဘရင်ကငါတို့အဖေအပေါ်မှာကျေးဇူးတရားတွေရှိခဲ့ဘူးတယ်။ငါ့အကိုလည်းအဲ့ဒီတောထဲမှာရောက်နေတယ်။ဘရင်ကအရန်သဘောကောင်းပြီးတော့အရန်ရရောတာ။တမီးရဲ့အဖေ၊တမီးရဲ့အဖေ။တမီးအဲ့လောက်စိတ်မပူပါနဲ့။ငါတို့အားလုံးရှိရဲ့။တမီးရဲ့နန်းတော်ကိုပြန်ရအောင်လုပ်ပေးမယ်။ဟိုကစာကလေးငါတို့နန်းတော်ကိုပြန်ရအောင်ဘယ်လိုလုပ်ရမလဲ။ ဝဝဆာကလေးမကအားလုံးကိုအကြံဉာဏ်ပြပြလိုက်ပါတယ်။နောက်တစ်ရက်မှာတော့ငှက်တဲ့အားလုံးကဘုံတွေကိုယူသွားပြီးတော့တိုင်းငှက်တွေအုပ်ဆိုးတဲ့တောအုပ်ထဲကိုရောက်လာကြပါတယ်။ငှက်တို့တောအုပ်ကြီးကိုပြက်စီးအောင်ဆောက်လုပ်ကြရအောင်။ငှက်တဲ့အားလုံးကဘုံတွေကိုယူပြီးတော့နန်းဆောင်ဘက်ကိုပြစ်ချပါတယ်။နန်းတော်ကြီးတစ်ခုလုံးမီးလောင်သွားပါတယ်။ဘုံကြောင့်တိုင်းငှက်တွေအားလုံးတိမ်ကုန်ကြပါတယ်။ဒီဘက်မှာတော့ဘရင်ကိုတောအုပ်ရဲ့ခုထဲမှာဖမ်းထားပါတယ်။ ငှက်တွေအားလုံးဟာကိုရဲ့အရှိမရှိရဲ့ကြောက်တုံးတွေကိုဖယ်လိုက်ပါတယ်။ဘလို့လောက်ပြီးတော့အဖေ့ရဲ့အတန်ကိုကြားသွားရတာလဲ။ရုံမာတဲ့တိုင်ငှက်တွေကအဖေ့ရဲ့တောကိုဘာလုပ်လိုက်ပြီလဲ။အဖေ့အဖေ့ပဲပြောရမလား။နန်းတော်ကြီးကိုသမီးဆောင်ရှောက်ရမယ်လို့ဒါကြောင့်မလို့ရုံမာတဲ့တိုင်ငှက်တွေကိုသမီးတက်လိုက်ပြီ။ဟုတ်တယ်ဘယင်။ငှက်တွေအားလုံးပေါင်းပြီးတော့တိုင်ငှက်ကိုအနံ့ယူလိုက်ပြီ။အခုတော့နန်းတော်ကိုဘယင်ပြတ်တက်ဖို့ပဲလိုတော့တယ်။အဖေ့ရဲ့သမီးအဖေ့ရဲ့မင်းသမီးလေးအဖေကသမီးဘော်ကိုအပြည့်အဝယုံကြည်ပြီးသား။ ။သမီးလုံးနိုင်နေဆိုတာကိုသမီးကအဖေရဲ့နန်းဆောင်ပြန်ယူလာပေးနိုင်တယ်။အဖေဂျာရီအားလုံးကသမီးလှုပ်ထားတာမဟုတ်ပါဘူး။ဒီငက်တွေအားလုံးကကိုညီပေးထားတာပါ။မဟုတ်ရင်ဘလို့လှုပ်ပြီးတော့အဖေရဲ့နန်းဆောင်ကိုသမီးကပြန်ယူပေးနိုင်မှာလဲ။ငှက်တို့နင်တို့အားလုံးကတတိရှိကြတယ်။ငါရဲ့တော့ကိုနင်တို့ကယ်လိုက်ကြတယ်။နင်တို့အားလုံးကလည်းဒူတီတော့မှနေပါ။နင်တို့အားလုံးကိုနောက်ခုစရာနေရာလဲပေးမယ်။ဟုတ်တယ်။သမီးတို့တော့မှမိုးလည်းမရွာဘူး။အားလုံးအေဂျင့်စွာနေလို့ရတယ်။ ရက်တွေအားလုံးကပျော်ရွှင်သွားပါတယ်။သူတို့ကဒီလိုသူတို့ကအဲ့လိုတောင်းုံမျိုးကိုပဲလိုချင်နေတာပါ။အဲ့ဒီတောင်းုံထဲမှာမိုးတွေလည်းမရွာပဲနဲ့ငှက်အပေါင်းနဲ့အေးချမ်းစွာနေနိုင်တဲ့နေရာမျိုးပေါ့။